ဒီနေ့ကတော့ရန်ကုန်မြို့မှာရှိတဲ့ရှေးဟောင်းကိုလိုနီခေတ်အဆောက်အုံနေနဲ့အတူဥရောပဆက်ဆံဗိုင်လေးရအောင်ဖီလော်လေးကိုရိုက်ကူးပြသသွားမှာဖြစ်ပါတယ်အရင်ဆုံးဗိုက်စားတဲ့အတွက်ရှိုးတာလန်းနဲ့ကုန်တယ်လန်းတော့ကဘာမဘစ်ရိုဆိုတဲ့စားတောက်ဆိုင်လေးမှာမှုသွားစားပါမယ်။ ်ဖြစ်ပြီးဆံပြားခောက်ဆွဲကြော်တဲ့ဟာကျွေးပြီးလားပါစားမှာလေဟုတ်ကဲ့ကျေးဇူးပါဒီပါဒီပါစားမှာလေကိုကြဆွေကိုကြစကောင်းတတောင်းတယ် ုံတယ်လမ်းမှာဒါကဒီဟိုဘောပြေဖို့သားလမ်းနဲ့ကုံတယ်လမ်းတောင်းမှာရှိတာပေါ့နော်ဒီဆိုင်က ông cha mua cha rẻ mua cha rẻ quá ta mua cha rẻ quá màu này đó tiêu xả đầu đó có mà cái người đẹp có còn <laughs> mm. oh à, ừ. gì vậy gian ở bên chỗ này đó nghe 他把那组的，不啦。<Yeah. S 2>

ဒါသနာလို့တဲ့ဘေးကဝိုင်းပြီးစားလိုက်ပါဦး ဟုတ်တယ်သူက25ရောက်24ရောက်တော့သူကလက်ကန်ကန်ကတမျိုးလေးအဲ့ငိုင်းဟောဒီကိစ္စကတည်းကဒီကိစ္စကတည်းကဘိုးသူများဘိုးဆန်နေအောင်ဒီနော်ဒီကိစ္စအဲ့အားလုံးစားပြပါပြီအားလုံးစားပြရအောင်9000နဲ့ဘယ်လောက်လဲ9600ပဲကြပါလေဟင်းတပွဲကိုပြက်ပြက်အားသိကဟိုပါပေါ့နော်10000ဝင်ကျွေးပေါ့နော်10000 10000 tập bóng đặt thòi alo bơi rồi mà đâu sao động mà chở hỏi đấy lý do ra là nó đủ lý do ra ok thật ra vì tao vừa bị sử dụng kia máy Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ကိုလာထိတ်ကနမဲကြီးပဲဟင်းနဲ့ဟောပေါ့နော်တရားကြီးတနက်ဝင်ဝဲတာပါဥမလိုက်ဝဲဝဲပါဦးမယ်။ချောင်းစုက အခုပမောင်ဆုံးရိုက်ပြပေးမယ့်နေရာကတော့ရန်ကုန်မြို့ရဲ့အသင်းနှလုံးလို့ပြောလို့ရတယ်ရန်ကုန်ရဲ့မြို့လည်းကောင်းဖြစ်ပါတယ်ဒီနေရာမှာစုလီဖီးယားမြို့တော်ခမ်းမှာဟိုးအရင်ကရိုးတိုင်အခုခါမှာတော့ AYA ဘန်အဆောက်အုံအီမာနွေလဖီးယားကြောင့်လည်းရန်ကုန်တရားလွတ်တော်ရုံးချုပ်တို့လိုပဲဖြစ်ပါတယ်မျိုးတော်ခမ်းမရှိမှရှိတဲ့လွတ်လပ်ရေးကြောက်တန်တဲ့ဘန်းချံကလည်းရန်ကုန်မြို့ရဲ့အလှကိုတစ်တယ်စွာဖော်ပြပေးနေပါဗျာ။ ခုတွေ့မြင်နေရတဲ့ AI အဆောက်အုံကပြတိရှိရဲ့လက်ထက်မှာရုပ်ကုန်နိုင်ပြေထင်ရှားပါတယ်။အိန္ဒိယနိုင်ငံမိုဘိုင်းမြို့ကထင်ရှားရဲ့ပြီးသက္ကပညာရှင်အဖွဲ့က1939နှစ်မှာဒီဇိုင်းရေးဆွဲပြီးဆောက်လုပ်ခဲ့တာပါ။ဖုရားကျောင်းကလည်းရန်ကုန်မြို့မှာရှိတဲ့ရှေးကျဆိုခရစ်ယာန်နှစ်ချင်းဖုရားကျောင်းထဲမှာတခုဖြစ်ပါတယ်1885ခုနှစ်မှာစတင်ပြီးတော့တည်ထောင်ခဲ့တာပါ န်ကုန်တိုင်းတရားရုံးချုပ်အဆောက်အုံနဲ့ပြည်သူ့ခါပညာရှင် Jay Russell မှဒီဇိုင်းရေးဆွဲပြီးတော့1905ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးတော့1921ခုနှစ်မှာအပြီးသတ်ခဲ့တာဖြစ်ပါတယ်။ဒီအဆောက်အုံကဗြိတိရှအန်နီဘီယမာခေပြည်သူ့ခါလက်ရပုံစံဖြစ်ပြီးတော့နိုင်စင်ပါဝင်ပြီးအုပ်နီများဖြင့်အဆောက်အုံကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ လူလေကြောက်တိုက်ကိုတော့1948ခုနှစ်ဇန်နဝါရီ၄ရက်နေ့နဲ့၂နှစ်နေမှာအုပ်မြစ်ချပြီးတော့1950ခုနှစ်နိုဝင်ဘာ26ရက်နေ့မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်လူလေကြောက်တိုက်အမြင့်ပေက150ရှိပါတယ်ပြောမယ်ဆိုရင်ဒီနေရာမှာစုလီဖျားခရစ်ယာန်ဖျားကြောင့်အဲမွတ်စလင်တွေရဲ့ဗလီဒီဘာသာရေးအဆောက်အုံတွေကိုတနေရာထဲမှာတွေ့မြင်ရတဲ့အတွက်ရန်ကုန်မြို့ရဲ့ဘာသာပေါင်းစုံချစ်ကြည်ရေးပြရုပ်အဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ် ှာရှိရဲ Strand Hotel ဆိုရင်လည်းရှစ်တောင်အာရှရဲ့ထိတ်တန်းအစင်ကဟိုတယ်များတဲ့ကတစ်ခုပါဝင်ဖြစ်ပါတယ်1982ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးတော့1982ခုနှစ်မှာစတင်အဖွဲ့လက်ခဲ့တာဖြစ်ပါတယ်ဒီ Strand Hotel ကိုနာမည်ကျော် Armenian Hotel လုပ်ငန်းရှင်ညီကိုများကတည်ထောင်ခဲ့ပြီးရေကုန်မြို့လမ်းမြင်ရတဲ့အခန်း12ခန်းပါဝင်တယ်လို့သိရပါတယ်ပါဝင်ဖြစ်တဲ့ Strand Hotel က1993ခုနှစ်မှာလည်းကမ္ဘာအကျော်အကြားဆုံးဟိုတယ်များစီးရင်မှာပါဝင်ခဲ့ပါသေးတယ်။ ရန်ကုန်မြို့ရဲ့လူငယ်တွေကြားမှာဓာတ်ပုံရိုက်ဖို့ TikTok video ဆော့ဖို့အတွက်နာမည်ကြီးတဲ့နေရာတစ်ခုလည်းဖြစ်နေပါဗျာ။ ဲကနလန်းတောင်မှာရှိတဲ့အဆောင်အုံကြီးဖြစ်ပါတယ်။ဒီအဆောင်အုံကအင်္ဂလိပ်တွေလက်ထက်မှာရဲမင်းကြီးယုံဖြစ်အသိများခဲ့ပြီးတော့ရခင်ကစူပေါင်းယုံလည်းဖြစ်ခဲ့ပါတယ်။ခင်ကစူပေါင်းရုပ်ဖြစ်ခဲ့တဲ့ဒီအဆောင်အုံကြီးကရန်ကုန်မြို့ပြအမွေအနှစ်အဆောင်အုံလေးကကြီးကျယ်ခမ်းနားတဲ့အဆောင်အုံတစ်ခုလည်းဖြစ်လာပါတယ်။ဆရာမဲခစားချက်ကိုရရှိစေပါတယ်။ယခုခါမှာတော့ဒီအဆောင်အုံကြီးက Aravati Grand Suite လေးဆိုတဲ့ဟိုတယ်ကြီးအဖြစ်လက်ပတ်တည်တယ်ဆိုတာသိရှိနေပါတယ်။ office ဖြစ်ပါတယ်ဒီ SOE ကလည်းအခုခေါက်မှာတော့တော်တော်ကိုအိုမေးနေဖြစ်တဲ့အတွက်ထင်းထင်းထားတာကိုတွေ့ခဲ့ရပါတယ် ဖြစ်တဲ့ရောက်ဆောင်တို့ခုလည်းဖြစ်ပါတယ်။ဗြိတိရှားတွေလက်ထက်ကဗြိတိရှားအုပ်ချုပ်ရေးတွေအတွက်ဒီယုံမှာယုံထိုင်ပြီးတော့ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ဒီဝေကြီးမြတ်ယုံကို1800ခုနှစ်နောက်ပိုင်းမှာအဲတိဆောက်ခဲ့ပြီးတော့အခုဆိုရင်တတ်တာအဖြစ်နှစ်ပေါင်း120အကျော်ပြီဖြစ်ပါတယ်။နောက်ပြီးတော့ဒီဝီကြီးမြယုံမှာဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနီကိုကလှုပ်ချက်တပြက်ချင်းကိုခံခဲ့ရပါတယ်။ ုမှာတော့ဝင်ကြီးများယုံကိုအဲအကြီးစားပြည်စင်မှုမှာပြုလုပ်ပြီးတော့စားတောက်ဆိုင်များအဲအေးဆိုင်များဖွင့်လှစ်ထားတာကိုတွေ့မြင်ရမှာပါ။ 1952ခုနှစ်မှာအပိပိုင်တင်ပိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကရန်ကုန်မြို့ကရှုခိုးဖျားပုံပုံပြတာရဲ့တင်းငယ်တဲ့တန်ခါရွာလေးတစ်ရွာသားဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့အင်္ဂလိပ်တွေကစီးပွားရေးနဲ့နိုင်ငံရေးအချက်အချာတဲ့မြို့အတဖြစ်ပြုပြင်ပြောင်းလဲခဲ့တာပါ။ရုံးရည်ရုံးဟောင်းရည်ဖြစ်သွားပြီးရှိရဲ့ခိဟောဆိုတဲ့ရှင်ဟောင်းကြတဲ့တရုတ်ဘုံကျောင်းကိုပဲဖြစ်ပါတယ်အဲမူလကဘုရားကျောင်းကတစ်သားနဲ့တိစောက်ခဲ့ပြီးတော့အဲ1863ခုနှစ်မှာအပိသက်ခဲ့တယ်လို့သိရပါတယ် ကင်းနဲ့ဟက်ကားလူမျိုးများအများဆုံးလာရောက်ပြီးတော့ဆူတောင်းဝတ်ပြုကြတယ်လို့လည်းသိရပါဗျာ။ လလဘာ28ရက်ပြီးသွားပြီ ရန်ကုန်မြို့ပါဆိုရင်လည်းအရှိတောင်အရှာမှာဆိုရင်ကိုလိုနီအဆောက်အအုံတွေများစွာကျရှိနေခဲ့တဲ့တခုကြီးသောမြို့တစ်မြို့လည်းဖြစ်ပါတယ်။အဲဒီနေ့တာကုန်ဆုံးတဲ့ vlog လေးရတော့ဒီမှာတည်ပြီးဆုံးပါပြီ။ဒီ vlog မှာတော့ရန်ကုန်မြို့ရဲ့အရှိအောင်အဆောက်အအုံတွေအကုန်လုံးကိုပါဝင်ပြီးရရကူးပြတ်တတ်ထားတာတော့မဟုတ်ပါဘူး။ဒါကရန်ကုန်မြို့ရဲ့နမဲကြီးရှိအောင်အဆောက်အအုံတွေနောက်စားသောက်ဆိုင်တွေတမိုင်းဝင်အဆောက်အအုံတွေကိုအဓိကထားပြီးတော့ရိုက်ပြပေးသွားတာဖြစ်ပါတယ်။အဆုပ်တိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။